မြန်မာလေးတို့တင်းကိုဝယ်ယူဖို့ကြိုးစားခဲ့တဲ့ Fortuny လူလိန်တူအားလုံးမင်္ဂလာပါ Ramos Abbas ဆိုသူဟာစိန်ခံကားရဲ့ကိုပိုင်ခိုင်းရင်ဒီပိုင်ဆိုင်ထားတဲ့ဘောစီတထေးတူဖြစ်ပါတယ်လူမှုကွန်ရက်ပေါ်မှာလူသိများတဲ့ Nigeria လူမျိုးဖြစ်တဲ့ Social Influencer တူဖြစ်ပါတယ်အင်ချမ်းမြေရောင်းဝယ်လုပ်ငန်းတွေလုပ်ကင်ပေမဲ့နောက်ကွယ်မှာတော့လိန်လယ်မှုဥပဒေနဲ့ညီဆုံးတာတွေကိုလုပ်ကင်နေတဲ့တူတူဖြစ်ပါတယ် အမေရိကန်ကတရားမဝင်ငွေမဲစီးဆင်းမှုတွေကြောင့်ဒူဘိုင်းမှာဖမ်းဆီးခြင်းခံခဲ့ရပြီးတော့နောက်ဆက်တွဲစစ်ဆေးချက်ဒီအရာပရီးမီးယားလိဂ်ကလပ်တစ်ခုကိုပါလိမ်လည်ဝယ်ယူဖို့စူးစမ်းခဲ့တယ်လို့သိရပါတယ်။အဘစီဖာဂင်ဖြစ်သူကတက်စီရမောင်းဆရာတူဖြစ်ပြီးတော့မေဖြစ်သူကတော့ဟင်းရဲ့ကစွန်းရောင်းသူဖြစ်ပါတယ်။ဒါပေမဲ့သူကတော့ငယ်စဉ်ကတည်းကအကြံကြီးသူတစ်ယောက်ဖြစ်ပြီးတော့ချမ်းသာစွာနေနိုင်မှုရည်မှန်းချက်ရှိခဲ့ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံကိုအင်တာနက်စတင်ရောက်ရှိလာတဲ့အချိန်မှာတော့ယခုပိုင်းလိုအမီရတဲ့အွန်လိုင်းပေါ်ကလူလိန်အဖွဲ့တစ်ခုကိုဝင်ရောက်ခဲ့ပါတယ်။ ယဟူပိုင်းကို2000ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးတော့အီးမေးလ်အကောင့်အတူတွေနဲ့နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ဖန်အကောင့်တွေငွေကြေးတွေကိုဥတည်ပြီးတော့တိုက်ခိုက်လေးရှိပါတယ်။နိုင်ဂျီးရီးယားမှာယဟူပိုင်းဆိုတဲ့အတန်ကြားတာနဲ့ဘောင်းအောင်ရှိပြီးသားဖြစ်ပြီးတော့ Abbas ကလည်းနောက်ွယ်ကနေလှုပ်ရှားနေတဲ့သူတူဖြစ်ပါတယ်။ဒါအပြင်ယဟူပိုင်းဟာယာဘာလို့ခေါ်တဲ့ဈေးကြီးဝတ်ထည်တွေကိုဈေးတတတတနဲ့တင်သွင်းတဲ့ကုမ္ပဏီရဲ့နောက်ွယ်မှာလည်းရှိနေပါတယ်။ကုမ္ပဏီမန်နေဂျာတို့ရဲ့အီးမေးလ်အကောင့်တွေနဲ့ဘဏ်အကောင့်တွေကိုလည်းဟက်လေးရှိပြီးတော့ငွေပေးချေတဲ့စနစ်တွေကိုဂျုံးမွေပြီးချောင်းဝင်ထင်းချုပ်လေးရှိပါတယ်။ ရလာငွေကြီးတွေကသူ့ရဲ့ဘန်စီင်းလေးကိုအလိုလျောက်ဝင်နေမှာဖြစ်ပြီးတော့နေထိုင်မှုမန်ယူဘက်ကန်တို့လက်ဖြားငွေတီးနေမှာဖြစ်ပါတယ်။နိုင်ဂျီးရီးယားအစိုးရကဒါကိုရိပ်မိလာတဲ့အချိန်မှာတော့အဘတ်စလင်မလေးရှားကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။မလေးရှားမှာတော့နိုင်ငံတကာဟာကာတချို့နဲ့ပူးပေါင်းမိပြီးတော့သူတို့လုပ်ငန်းကိုပုံမချဲ့ထွင်လာခဲ့ပါတယ်။ရလာတဲ့ငွေကြီးတွေကိုငွေမဲကင်တဲ့သူတွေရဲ့ထုံးစံအတိုင်းပဲနိုင်ငံခြားဗန်တွေမှာအနံလေးရှိပါတယ်။ မက်တာနိုင်ငံကဘန်တစ်ခုမှာဒေါ်လာ73သန်းခန့်အနှံထားပြီးတော့ငွေမဲငွေဖြူပြောင်းတဲ့အနေနဲ့ကာတာနိုင်ငံမှာဒေါ်လာတစ်သန်းနဲ့ကလေးငယ်ပညာရေးထောက်ပံ့မှုအစီအစဉ်မှာလှူဒန်းခဲ့တာမျိုးတွေလည်းရှိပါတယ်။အသက်38နှစ်ပြည့်မွေးနေ့ကိုကျင်းပပြီးတဲ့နောက်မှာတော့သူ့ရဲ့ဘဝကလည်းအလှည့်ပြောင်းဖြစ်လာခဲ့ပါတယ်။ FBI ဟာကနေဒါနိုင်ငံသား Galap ဆိုသူကိုငွေကြေးမောင်ခိုလုပ်ငန်းလုပ်မှုနဲ့ဖမ်းဆီးထားခဲ့ပါတယ်။ Galap ဟာ Apex နဲ့အဆက်အသွယ်ရှိတဲ့အမားကမောင်ခိုသမားတစ်ယောက်ဖြစ်ပြီးတော့သူ့ကိုလည်းဖမ်းဆီးဖို့လွယ်ကူသွားခဲ့ပြီးတော့ဒူဘိုင်းမြို့ကအီမာပဲဖမ်းဆီးရမိခဲ့ပါတယ်။ အဘစာညမာလီတို့ရဲ့ပြိတ္တတူလို့လည်းသိရပြီးတော့ကစားသမားဟောင်းနေဖြစ်တဲ့အိဗရာဟန်တူမိုရီတို့နဲ့လည်းရှင်နေခဲ့ပူပါတယ်။နောက်ပိုင်းစစ်ဆေးချက်တွေအရဆလွန်သင်းကိုဒေါ်လာတန်တရာနဲ့တော့ဖုတ်တန်ဒီလိုပူစီစဉ်ခဲ့ပူတယ်လို့သတင်းတွေကဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုမျိုးလူလင်ခိုင်းကျုပ်လက်ထဲရောက်သွားမယ်ဆိုရင်တော့ညမာလီတို့ရဲ့ဘဝကလည်းမတည်ဝင်စရာပဲဖြစ်ပါတယ်။ဆုံးလင်းကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။